ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ Louis Tuition သတင်း3ပုံနဲ့စလိုက်မယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့တောင်ကြီးမြို့မျိုးဝံပြန်ပွဲမှာကြက်ဖက်ပါတီကမျိုးဝံပြန်လွတ်တင်တဲ့အချိန်မှာပဲမိုးရွာပြီးတော့မီးလောင်ပြက်ကျမှုဖြစ်ပွားခဲ့ပြီးလူပိလို့နှစ်ဦးထက်မနည်းတီဆုံးခဲ့တယ်လို့သိရမှာเนาะအဲ့တော့အစာအစိတ်တင်းမှုလည်းဖြစ်ခဲ့ပြီးရဲတအူးတီဆုံးက6ဦးရေးပေါ်ဆေးုံတင်လိုက်ရတယ်လို့သိရတယ်အဲ့တော့တောင်ကြီးမျိုးဝံပြန်ပွဲကစီတော်တော်စီကားပြီးတော့เนาะခုလိုမျိုးအနိဋ္ဌာယုံလည်းတွေ့ရတာဖြစ်ပါတယ်เนาะကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်မှပြည်သူပိုင်နေအတွင်း ကျက်ဝင်ဖမ်းတဲ့စစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခဲများတင်းစဲရရှိပြီးတော့မိုင်းနစ်မိသောစစ်သား၂ကောင်လည်းမျိုးစာဖြစ်သွားတယ်လို့သိရပါတယ်။အဲ့ဒါကတော့မကွေတိုင်းပေါ့မြုံနယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့အချမ်းပဲစစ်တပ်မှပြည်သူပိုင်းနေအတွင်းကျက်ဝင်ဖမ်းတဲ့စစ်သား၃ကောင်ကိုအရှင်ဖမ်းမိကလက်နက်ခဲများတင်းစဲရမိခဲ့ကြောင်း Young Revolution Front မှတာဝန်ရှိသူကသတင်းပေးပို့ထားတယ်လို့သိရပါတယ်ခင်ဗျာ။ ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘန်ကောက်မှာ Iron Cross ကဒီဖြိုဖြိုးပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်အခုဆိုရင်ဆိုရင်တော်တော်လေးကိုကြော်ညာနေတာတွေ့ရတယ်အဲ့တော့ကြော်ညာတဲ့သူကဆိုရင်တော့ level set နေထမ်းဆိုတဲ့တယောက်ဗောနော်ဒီတယောက်ကဆိုရင်တော့အားလုံးလည်းသိပြီသိမယ်ထင်ပါတယ်နော် US မှာဒီရေနံမြေတွေကိုအလွဲသုံးစားမှုနဲ့ဒီတရားစွဲခံရတဲ့သူဗောနော်အဲ့တော့အဲ့တိတ်မကြဘူးကျွန်တော်တို့ဒီ NG ဘက်ကဗောနော်ပန်ဆယ်လိုလိုနဲ့ဒီခြေတင်ဖြစ်ကြတယ် အဲ့ဒါပြီးတော့သူမြန်မာပြည်ဝင်သွားတယ်ပေါ့နော်မြန်မာပြည်ဝင်သွားတဲ့အခါမှာလည်းပထမတော့အဖမ်းခံဘလို့ဘာလို့လို့ ਨੇ စစ်တပ်နဲ့ဘလို့ညှိလိုက်လဲမသိဘူးထွက်လာပြီးတော့သူတို့ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်နေတဲ့တရားပေါ့နော်အခုဆိုရင်ဒီ Iron Cross အဖွဲ့လာမဲ့ဟာကိုသူကိုယ်တိုင်လက်မှတ်တွေရောင်းနေဆိုတဲ့ဟာရဲ့ဒီသူတို့တွေကိုမနာလိုတဲ့လူတွေရှိပြီးတော့တိုက်ခိုက်နေကြတယ်ဘာညာဆိုပြီးမှပြောထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒီဥစ္စာကိုဖြစ်စီချင်တာတော့ဒီလိုမျိုးအခုစိတ်မှာဆိုပြည်သူတွေတော်တော်လေးစိတ် ဒုက္ခဆင်းရဲရောက်နေတာပေါ့နော်အဲ့တော့ထိုင်းနိုင်ငံမှာဆိုရင်လည်းအခုဆိုအဖမ်းဆီးနဲ့ဘာနဲ့ပေါ့နော် လမ်းတွေမှာဖမ်းခံရတဲ့တော်တော်ကြီးကိုစစ်ဆင်းရတဲ့အချိန်မှာအာဒီလိုမျိုးဖြိုပြီးပွဲတွေကိုအရင်ကြီးမလုပ်သေးဘဲနဲ့ပေါ့နော်သူနေခိုင်းစီခြင်းနဲ့ပေါ့အဲ့တော့အခုဆိုရင်ဒီဖြိုပြီးပွဲတွေကအာတော်တော်လေးကို ပြည်သူနဲ့ထိတိုက်တွေ့လာတဲ့အနေအထားတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့အိုင်ရောကိုချစ်တဲ့အိုင်ရောတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါမျိုးတွေကိုကိုကြီးမှရှောင်စီနေတာပေါ့နော်အဲ့တော့ဒီလိုနေရာမှာဂျားထဲမှာသူတို့ညက်သွားမှလည်းအားကြောက်တယ်ပေါ့နော်အောက်ဆိုကျွန်တော်တို့လေးစားတကယ်ချစ်ခင်ရတဲ့ဒီဆိုတော်ကြီးတွေပေါ့နော်ကိုချိန်မှာပြည်သူတွေစိတ်ဆင်းရဲတဲ့အချိန်မှာဒီလိုမျိုး show ပွဲတွေရှော့လို့ရတော့အကောင်းဆုံးပေါ့နော်ပြည်တွင်းမှာလောက်လာတာကိစ္စမရှိဘူးနော်ပြည်ပမှာဆိုရင်တော့ဒါတော်တော်လေးကိုစဉ်းစားမယ့်အချိန်ဖြစ်တယ်ဘာလို့လဲဆိုတော့ရွေးကောက်ပွဲနီးတဲ့အချိန်ကျမှဒါမျိုးလောက်လာတော့တော်တော်ကိုအဆင်မပြေပါဘူးနော်အဲ့တော့ဒီ ပြီးခဲ့မနေ့ရပေါ့နော်ဒီ J5 နဲ့ပတ်သက်ပြီးတော့လေသတင်းထတာအောင်းလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ J5 ကတော့ပေါ်တင်မဲ့သူရဲ့ဒီ show ပွဲမှာပြောသွားတယ်ပေါ့နော်အဲ့တော့သူပြောသွားတဲ့ဗီဒီယိုလေးအရင်နားထောင်ကြည့်လာနော်ဒီကာချာနဲ့တာနိုင်ပါရဲ့တချင်းတွေကိုလည်းဆက်လက်ဖန်ပြီးနေသေးပါပဲခင်ဗျာနောက်ထပ်လည်းဖတ်တာမြန်မာဆိုတဲ့အမိုက်စား super music video ကိုရိုက်ကူးပြီးစီးထားပါပြီခင်ဗျာစပီးကြောင်းမယ်နော်နိုင်ပါမှာဘယ်လိုလဲ ါချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းချစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတာကိုကျွန်တော် J-Fire စဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီကိဒီကာလိုဒီလိုပြက်ကက်ကာလဒီနောက်ရှုပ်ဖွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းနေတွေကိုဘလို့ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ်မလို့တဲ့စကားတွေရှောက်ပြောတာပေါ့နော် Okay မိမိကိုမထိခိုက်အောင်နေပါ ဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုကိုကိုမထိခိုက်အောင်စောင့်ရှောက်ပါ okay တကယ်ထပ်ပြီးအားရမယ်နဲ့ဂျုံစားပြီးတော့ဂျုံ ကဲသူ့ဗီဒီယိုရှိရပါတော့အဲ့လောက်ပဲပေါ့အဲ့တော့ပြောသွားတဲ့အထက်မှာဆိုရင်တော့အာပြည်သူတွေအားလုံးဝေဖန်တာကတော့မိမိကိုယ်ကိုမထိခိုက်အောင်နေပါဘာကြောင့်ဆိုရင်မှဒီနိုင်ငံကြီးကအခုချိန်မှာရှုပ်ထွေးနေတဲ့အချိန်မှာအာဒီလိုမျိုးပေါ့နော်တို့တို့ဟာနဲ့တို့ဘယ်လိုမလဲမထိခိုက်အောင်နေပါဆိုရင်မှသူပြောသွားတဲ့ကိစ္စတွေတချို့တွေကတော်တော်ကြီးကိုစင်မပြေဘူးပေါ့နော်အဲ့တော့တချို့တွေဆိုလဲမထိခိုက်အောင်နေကြတာပဲနော်အိမ်မှာအိတ်နေတာပဲလင်းဘုံကျဲသွားတယ်ကွာ ိမ်မှာနေတယ်လေထဲမှာအလုပ်သွားလုပ်တယ်ဘုံကျဲသွားတယ်ကိုကိုရွာမှာကိုကိုရဲ့နေထဲမှာ easy နေတယ်စာတင်နေကြတယ်ဘုံကျဲသွားတယ်ဒါတွေလဲသူတို့လဲအကျဲမခံချင်ဘူးလေနော်သူလဲ easy နေတာပဲဒါဘာကြောင့်လဲမင်းအောင်လိုက်ကြောင့်လေအလုံးသိတာပဲအဲ့ဒါကိုတစ်ဖက်သက်ကြီးဘောမှနေတာပြည်သူတွေကခုချိန်မှာဆိုရင် G5 ကိုစပြီးမှ BC စလုပ်နေပေါ့နော်အဲ့တော့ ူကနေသူရိုးရိုးတန်းဖြော်ပြပါဘာဘာတော့မှပြောစရာမလိုဘူးကြော်သွားပါလေပြီသူကဂူမဆိုင်အဲဒီတော်လိုင်းဖက်ချန်ဂူဆိုင်မှာမဟုတ်ပါဘူးเนาะနားလည်ပြပါတယ်ဒါပေမဲ့ဒီလိုမျိုးရှောက်ပြီးတော့မနော်လေပွားပြီးမှဖောင်းထုတဲ့ကိစ္စမျိုးတော့ဘယ်သူမှတီးခံပြီးမှမဟုတ်ပါဘူးเนาะတော်လိုင်းဖက်ကအဲ့တော့တော်လိုင်းဖက်ကသူတို့ကိုဘာမှမလုပ်ဘဲနဲ့ရမ်းကြည့်တယ်ဆိုတော့တော်တော်လေးလွန်နေပါပြီเนาะဒါပေမဲ့အခုချိန်မှာဆိုရင်လည်းသူတို့ကိုတတ်မဲ့ဖြတ်မဲ့လုပ်နေတာ မဟုတ်ဘူးเนาะအဲ BC လောက်မယ်ဆိုပြီး you တားနေပေါ့เนาะဒါတော်လိုင်းကိုထိခိုက်လာလို့စပြီးမှလောက်ကြတာဖြစ်ပါတယ်အကြက်ဖက် main online ဖတ်မှာဆိုရင်တော့မြင်းတဲ့တိုင်းပဲ left လေးတလုံးပေးတာတော့မဖမ်းနေတဲ့အချိန်မှာဒီကောင်တွေကဒီလိုစကားပြောတာတော့တော်တော်မှတ်ရိုင်းတာပေါ့เนาะကဲကျွန်တော်တို့နားထောင်မှာတော့အခုဆို TLL ကစုပ်သွားတဲ့ဒီကြောင်မင်းမျိုးနဲ့ပတ်သက်ပြီးတော့เนาะအဲ့မှာဆိုရင် TLL နဲ့ပတ်သက်ခဲ့တဲ့ဒီ ပြည်သူတွေကိုပေါ့နော်အချမ်းမဲ့စစ်ကောင်စီကဖမ်းဆီးတာတွေအင်းဒီချိတ်ပိတ်တာတွေလုပ်တယ်ပေါ့နော်အဲ့တော့ TNL တွေကိုအဲ့ဒီကိစ္စနဲ့ပတ်သက်ဘယ်လိုတောင်းယူမလဲဆိုပြည်သူကလည်းမေးနေတယ်ပေါ့နော်အဲ့တော့ဒီကြောင့်တစ်ဆက်ထားတဲ့ဗီဒီယိုအတိုလေးတစ်ချက်ထားအောင်ကြည့်အောင်နော်အဲ့ဒီနောက်အုတ်ချိုရေးရန်တရားတွေပြန်လည်တည်ဆောက်နေပြီ TNL နဲ့တအန်တက်နဲ့ပတ်သက်တယ်လို့ယူဆရတဲ့လူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအော်တိုဘာ29ရက်နေ့ကစတင်လို့လိုက်လံချိတ်ပိတ်နေတယ်လို့ဒေတာကန်တွေကပြောပါတယ် ကြောင်မဲမှာအိမ်နေစပိတ်ပြီးဒီနေ့လေးငါလုံးတော့ရှာစရှိနေပြီပိတ်တာဘဝလာတဲ့အမန်းနဲ့တကွအိမ်နဲ့ကုလားမိုးနဲ့ချွေယုံနဲ့ကြောင်မဲမြို့မှာချိတ်ပိတ်ခံရမယ့်အိမ်ပေါင်း60ကျော်ရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အဲ့ဒီတဲမှာအမွေဆိုင်အိမ်တွေအိမ်ငားတွေနဲ့ဆိုင်ကန်းငားတွေပါပါဝင်နေတာကြောင့်နစ်နာနေသူတွေလည်းရှိနေတာပါ။ဖိတ်မဲ့အိမ်တွေအလုံး60နဲ့နှစ်အိမ်ရှိရယ် ပေးဆိုင်ဆိုအမွေဆိုင် DNL နဲ့ဆက်ဆက်နေတဲ့ဟာတွေကအခုသူပေးလိုက်တာမှာ10အင်ကျော်10အင်20လောက်ပဲရှိအောင်မှာစစ်ကော်မရှင်ထောက်ခံလူတွေကတော်လိုင်းအင်အားစုတွေကိုထောက်ပံ့တယ်လို့လူမှုကွန်ရက်ပေါ်မှာတည်င်းဖြန့်ခံရတဲ့လူတွေကိုလည်းစစ်ကော်မရှင်လက်အောက်ခံဌာနဆိုင်ရာအဖွဲ့တွေကဖမ်းဆီးတာတွေရှိနေတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။ရမျက်မှောင်ကုန်စုံဆိုင်နဲ့အင်ငွေစင်ရောင်းနဲ့ရမျက်မှောင်ကုန်စုံဆိုင်နဲ့ပိတ်သွားတယ်တဲ့။ငွေစင်ရောင်းကတော့ပစ္စည်းတွေတဲခွင့်ပေးတယ်ပေါ့နော်။ကျနေဟာတွေတော့မပေးဘူးတဲ့။ Telegram channel ဒီမှာပါလာတယ်လေ။ အဲ့ channel တွေမှာပါလာတဲ့လူတွေအကုန်လုံးလည်းဖမ်းပြီးတော့ချိတ်ပိတ်တာပဲဖမ်းပြီးပါလားအယောက်၄၀၀လို့ပြောတယ်အလားတူစစ်ကောင်စီအယောက်၄၀၀နော်လက်အောက်ခံဌာနဆိုင်ရာတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာစစ်ရေးရပြန်လည်ရောက်ယူနိုင်ခဲ့တဲ့နောင်ချုံမြို့ကစီးပွားရေးလုပ်ငန်းရှင်တွေ LRD ပါတီအမကန်နေအိမ်နေနဲ့တော်လိုင်းအင်အားစုတွေကိုအားပေးထောက်ခံတယ်ဆိုပြီးတည်င်းထွက်ပေါ်နေတဲ့နေအိမ်နေနဲ့လုပ်ငန်းတွေကိုတင်းစဲချိတ်ပိတ်တာတွေပြုလုပ်ခဲ့ပါတယ် ကဲကြားရတိုင်းပါနော် TLA နောက်ဆုံးရဲ့ကိစ္စကတော့တော်တော်ကြီးကိုအဆင်ပြေဘူးပေါ့နော်တစ်ဖက်မှာတော်လိုင်းဘက်မှာလည်းအငင်းပွားစရာတွေဖြစ်လာသလိုဒီဒီမှာဆိုရင်လည်းကြောင်မဲ့မှရှိတယ်ဒီသခံပြည်သူတွေသူတို့နဲ့ဆက်သွယ်မိတဲ့သူတွေကအခုကဖမ်းဆီးခံရတာပေါ့နော်အဲအင်းဒီချိတ်ဖိတ်ခံရတယ်အခုဆိုရွှေဆိုင်ဘာညာအများကြီးပေါ့နော်သူပိုက်ဆိုင်မှုတွေအကုန်တိတ်ခံရတာတွေကြတော့အာဒီ TLA နဲ့တော့တခုခုတော့တောင်းယူနေတော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့လည်း TLA တွေမှာလည်းဘလောက်ပဲဖိအားတွေရှိတယ်ပြောပြောပေါ့နော်သူတို့ဒီအကျိုးဆက်တွေကတော့သူတို့တွေရှင်းပြတော့ဒါအကောင်းဆုံးပဲဖြစ်မှာပေါ့နော် ကဲကျွန်တော်တော့နားထောင်ပါကတော့ပြီးခဲ့တဲ့ရက်ပိုင်းကပြန်လေလွတ်လာတယ်ပေါ့နော်ဒီအမေရိကန်ကဒီဥစဉ်တပါပေါ့နော်သူ့ရဲ့အတွေ့အကြုံလေးပြောထားတယ်နားထောင်ကြအောင်နော်အဲ့တော့ထောင်ထဲမှာဆိုရင်လူသုံးမျိုးတွေ့ရတယ်လို့ပြောတယ်ပေါ့နော်ဒီ new dollar နဲ့ပတ်သက်တဲ့သူတွေပေါ့နော်ပြီးပြီဆိုရင်ထောင်ရေးပြီးတွေဒီစစ်သားစစ်ပြီးတွေပေါ့နော်အဲ့လိုအဲ့လိုဟာတွေတွေ့ရတယ်ပြီးတော့တခြားမွေးစီကိစ္စတွေနဲ့ဖန်ဆီးခံရလူများတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့သူပြောတာလေးအရင်နားထောင်ကြည့်လာနော်ခုနကဥစဉ်စီလာတဲ့ကားတော့ပြန်လွတ်လိုက်တယ်ပေါ့ပြန်လွတ်လိုက်ပြီးတော့ဥစဉ်က ကလမကလေးတွေအညာဘက်ကိုပြန်လို့ရှိရင်ကလမကလေးတွေဘယ်ချိန်လောက်တည်းရှိနိုင်မလဲ။ဘာညာစုံစမ်းပြီးတော့ပြန်ထွက်တယ်။ထွက်ပြီးတော့အဲဒီထွက်တဲ့အခါမှာအဝမှာပဲတက်စီခိတ်ရှိတော့တက်စီခိတ်ကနေပြီးတော့တက်စီငှားပြီးတော့တောင်းကလာဘက်ကိုသွားဖို့ပြန်ထွက်လာတယ်ပေါ့အဲ့တက်စီနဲ့ပဲ။အဲ့မှာမြောက်ကလာအဝိုင်းမှာပဲဝီဇင်းစီလာတဲ့တက်စီကားကရင်ကျော်ရှင်းအောင်ပေါ့အဝိုင်းမှာကပတ်ဖို့အတွက်ရင်ကျော်ရှင်းအောင်စောင့်နေတဲ့အချိန်မှာဝီဇင်းစီတဲ့ကားကိုတိုက်ပြီးတော့ ဟွာဖြစ်တယ်ပေါ့ဝင်းကိုဖမ်းသွားတယ်ပေါ့ဖမ်းတဲ့အခါမှာကားပေါ်နေဆင်းဆင်းဆင်းဆိုပြီးတော့ခေါ်ဟွာပေါ့ကားကားကိုအလေးဖွင့်ခိုင်းတယ်ပေါ့တော့ဦးစင်းလည်းဆင်းပြလိုက်တယ်ဆင်းပြလိုက်ပြီးတော့ဦးစင်းကိုမျက်နှာကိုစီးသွားတယ်ပေါ့မျက်နှာဝန်းနဲ့စီးလိုက်တယ်လက်တက်ခါပြီးတော့သူတို့ကားပေါ်ကိုခေါ်သွားလိုက်တာပေါ့ဦးစင်းစီးလာတဲ့ဒီဟွာပေါ့တက်စီပေါ့နော်တက်စီကိုနောက်ကနေပြီးတော့ဝင်တိုက်လဲတော့တက်စီသမားကလည်းပဲအားအားတင်သွားတယ်ဦးစင်းလည်းပဲခုနလိုကားကိုနောက်ကိုပြန်ချက်လို့ရတဲ့အနေအထားမျိုးမရှိတော့ လမ်းကြောင်းပြတ်သွားပြီစိတ်ထိရထင်တာပေါ့ဗျာဒါပေမဲ့မပြတ်ဖိနေသူတို့ကနောက်နောက်ကတောက်လျှောက်အဲပါလာတယ်ပေါ့ပါလာတော့ဦးစင်းကားကိုသူတို့တွေ့သွားပြီးတော့အိုက်ကားကိုတိုက်ပြီးတော့ဖမ်းလိုက်တာပေါ့ရောက်ွက်တင်နေပါပဲနောက်ကလိုက်လာတဲ့ကားကဦးစင်းကမမြင်လိုက်ရတော့ဘူးဆိုတော့ကိုဦးစင်းစီလာတဲ့တက်စီကိုတိုက်လိုက်တဲ့အခါမှာကားအစီရန်တခြားကားစီးနဲ့တိုက်မိလို့အစီရင်ဖြစ်သွားတယ်လို့ကိုယ်စိတ်ထဲကအဲ့လိုထင်လိုက်တာပေါ့ဗျာအင်းကားနဲ့တိုက်မှန်းတော့ ဟိုဒုံဆိုတဲ့အတန်တန်ကြားပြီးတဲ့နောက်မှာသူတို့ကဆောက်သူသူကျောင်းနိုင်ဘုန်းကြီးလေးတွေကိုရက်ကဦးစင်းနေရသူကျောင်းလေးနဲ့သူဖြစ်နေရဆိုတော့ကိုကလည်းအဝေးရနေပြီးတော့လူကြီးတို့တရားအနေနဲ့ရဟန်းကြီးတစ်ပါးအနေနဲ့ကိုတက်နိုင်မြလေးလူသားမွေပြန်လာတယ်ဆိုတဲ့လမ်းကြောင်းကိုအဓိကထားပြောပြထားပါအဓိကကဲပြီးတော့ဗောနော်သူစစ်ကြောရေးပို့ခံရတယ်တင်ခန်းနေဆွဲချွတ်ခံရတယ်ဗောနော်ပြီးတော့ဖမ်းဆီးခံရတယ်ဆိုတဲ့အနေထားဖြစ်ပါတယ်ပြီးတော့ဒီထောင်ထဲမှာတွေ့ကြုံခဲ့တဲ့ဟာလေးဗောနော်နားတော့ကြည်လာနော် ထောင်ထဲမြေခွေးမှာထောင်ထဲမှာ အမြင်ကွင်းကတိတတဲ့အကြောင်းအရာ၃ချက်ရှိတယ်ဗျအဲ့တိတတဲ့အကြောင်းအရာ၃ချက်ကနံပါတ်၁ကတော့နိုင်ငံရေးမြင်ကွင်းပေါ့ဗျာနိုင်ငံရေးမြင်ကွင်းဆိုတာဖန်ကြီးခါရတဲ့လူတွေကအဲ့လိုပေါ့ PDF တွေဖြစ်ချင်းဖြစ်မယ်ဆန္ဒပြလို့ဖြစ်ချင်းဖြစ်မယ်အဲဒီကတရားတွေနဲ့ဖြစ်ချင်းဖြစ်မယ်ငွေကြီးလေးတွေနဲ့တော့ပကူညီမလို့ဖြစ်ချင်းဖြစ်မယ်စသဖြင့် အဲ့ဒီလိုပုံမှန်တွေနဲ့နိုင်ငံရေးနဲ့ຫນွယ်တော့ပုံမှန်တွေနဲ့အဖမ်းခံရတဲ့လူဟာအများဆုံးအင်အားစုကြီးတစ်ခုအနေနဲ့ရှိနေတယ်ပေါ့ဗျာအများဆုံးအင်အားစုအနေနဲ့ရှိလိုက်တဲ့အတွက်ကြောင့်ဒီလူတွေဟာနိုင်ငံရေးမြင်ကွင်းရနိုင်ငံရေးအခြေအနေကသူတို့တွေဟာထောက်တွေထဲမှာလူအများစုကိုတွားတွေ့ရတယ်အဲ့ဒါမြင်ကွင်းတစ်ခုပေါ့ဗျာဒါပထမမြင်ကွင်းပေါ့နောက်ထပ်ဒုတိယမြင်ကွင်းတစ်ခုကစစ်ပြေးရဲပြေးတွေအင်မတန်မှပေါ်တယ်ဗျာထောင်ထဲမှာ စစ်ပြေးနဲ့ကြာလာတယ်ရဲပြေးနဲ့ကြာလာတယ်စစ်တပ်ကနေထွက်ပြီးအကြောင်းမျိုးနဲ့ကြာလာတဲ့အထက်မှာအဲ့ဒီအခါတို့ဘာပြောလို့ပါလဲ CDR တို့ဘာလို့ခါမျိုးတွေပေါ့ဗျအဲ့ဒါမျိုးတွေနဲ့ကြာလာတဲ့ပုံကိုယ်တွေလည်းပဲအများကြီးလာပြီးတော့တွေ့ရတယ်ပေါ့ဒါလည်းပဲမြင်ကွင်းတစ်ခုလို့ပြောခြင်းတယ်ဒါနံပါတ်1မြင်ကွင်းပေါ့ဗျာအဲ့ဒီနံပါတ်3မြင်ကွင်းကတော့မူရစ်ဂိုင်းတို့မူရစ်ဆေးကိုရောင်းစားပြီးတော့ကြာလာတဲ့လူကအများစုရှိတယ် မရှိမှုတွေနဲ့ဦးစင်းနဲ့ယုံထမ်းမှာအများလူ၁၀ယောက်ကြီးလုံးလို့ရှိရင်ခုနှစ်ယောက်လောက်ကမူးယစ်မှုကိုဖြစ်နေတယ်။မူးယစ်စီတော်တော်များတယ်ပုံစံနော်။မူးယစ်မှုဖြစ်လာအဲ့တော့အုပ်စုကြီးသုံးစုတွေ့တယ်လို့ပြောချင်တာပေါ့ကြီး။မူးယစ်မှုနဲ့ဖမ်းဆီးထိန်းသိမ်းခါတဲ့အုပ်စုတစုအဲစတီရေဘီဘီဒီအပစာတပြေအကြောင်းမျိုးမျိုးကြပြီးတော့အကြောင်းမျိုးနဲ့ဖမ်းခါတဲ့အုပ်စုတစုအဲနောက်နိုင်ငံရေးနဲ့နှွယ်သောပုံမှန်များဖြင့် PDF တွေအပါဝင်ပေါ့ဗျာ PDF တွေတက်ခါတဲ့ပုံကိုယ်တွေအပါဝင် အဲ့ဒီလိုအုပ်စုဟာတစုတာကဲကြားရတယ်နော်အဲ့တော့ဒါထောင်ထဲမှာတွေ့ကြုံခဲ့တဲ့ဦးစင်းနဲ့စောရဲ့အတွေ့အကြုံကိုပြပြထားဖြစ်ပါတယ်နော်အဲ့တော့ဒီ new online နဲ့ပတ်သက်ပြီးဖန်ခံရတဲ့နိုင်ငံရေးပုံမှန်နဲ့ဖန်ခံရတော်တော်များရလို့ကြားရတယ်ပေါ့နော်တော်တော်လေးစိတ်မကောင်းစရာလည်းကောင်းတယ်အဲ့တော့ဒါအပြင်ဒီအချမ်းမဲ့စစ်ကောင်စီကိုပေါ့နော်သူရဲ့ခိုင်းတာတွေမလုပ်လို့ထွက်ပြေးတဲ့စစ်ပီးရဲပြည်တွေလည်းဖန်ခံရလို့ပြောတယ်ပေါ့နော်အဲ့တော့အချမ်းဖက်စစ်တပ်ထဲမှာလည်းဓာမျိုးလူတွေအများကြီးရှိဆိုတာသိရပါတယ်နော်ဓာမျိုးလူတွေအများဆုံးလှုပ်ပြောင်းဖို့ကတော့တော်လိုင်းနိုင်ဖို့မှပဲသူတို့တွေလှုပ်ပြောင်းမှာဖြစ်ပါတယ်နော် ကဲနောက်ထပ်ကျွန်တော်နားထောင်ပါတော့ဥအောင်မိုးဝင်သုံးသက်ပေးထားတယ်အခု online နဲ့ပတ်သက်တဲ့အချက်လေးကြီးပေါ့နော်နားထောင်ကြည့်လာပါနော်သမိုင်းကိုခင်ဗျာအနည်းစဆုံးဒေတာကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကအနောက်အုပ်စုနဲ့နှီးစပ်တယ်ဟုတ်လားအနောက်အုပ်စုနဲ့နှီးစပ်တော့2000စနစ်ဂျာဖျားရွေးကောက်ပွဲဝင်တဲ့ကဒေါအောင်ဆန်းစုကြည်ဘာကြောင့်ဝင်ခဲ့ရလဲအမေရိကန်ပြည်ထောင်စုအိုဘားမားအစိုးရပရက်ရှာပေးခဲ့ရလीနော်အမေရိကန်ပြည်ထောင်စုအိုဘားမားအစိုးရကပထမဦးသိန်းစိန်နှုန်းနဲ့ညှိတယ်ညှိပြီးတော့ဒီရွေးကောက်ပွဲလမ်းကြောင်းကိုသွားမယ်ဆိုပြီးတော့ သဘောတူညီပြီးတဲ့အချိန်မှာဒေါအောင်စန်းစုကြည်နဲ့ထပ်ဆွေးနွေးရပေါ့ဒေါအောင်စန်းစုကြည်ကိုကြားပြရွေးကောက်ပွဲဝင်ဆိုပြီးတော့ pressure ပေးခဲ့နော်အဲ့တော့ pressure ပေးတော့ဒေါအောင်စန်းစုကြည်အောက်သက်သက်နဲ့ဝင်ခဲ့ရတာနော်ဒါကိုကျွန်တော်တို့ကဟိုတမန်ကိုဟိုတိဖို့လိုတယ် Richard Campbell တို့ကလိုရောက်လာပြီးတော့နော်တပြိုင်နက်ထဲမှာပဲ Thailand ဆက်ကတော်လိုင်းကြီးလုတ်တယ်ဆိုတဲ့အင်အားစုကြီးသူတို့ရဲ့ဒေါ်နာတွေကဘာပြောလဲမင်းတို့ပြည်တွင်းကိုပြန်ဝင်မှငါတို့ဟိုပတ်စံထောက်ပါဆက်ပြီးမယ်နေစားမှာဆက်နေမယ်ဆိုရင်မပေးဘူးဟို pressure ဆိုတာဒီလိုလေတရုတ်မှာမဟုတ်ဘူး ကိုကကိုကိုမရက်တည်နိုင်ဘူးငွေကြေးပဲဖြစ်ဖြစ်လက်နက်ပဲဖြစ်ဖြစ်သူများကိုမိခိုနေရတယ်ဆိုရင်တစ်ချိန်ချိန်မှာဖိအားပေးတဲ့လမ်းကြောင်းတိုင်းဆိုင်ရတာလေဒါ TNL ရေခုရင်ဆိုင်ရတာလေဟိုကျွန်တော်တို့ကနားလေပါလေကိုကျက်စားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာလည်းတကယ်တမ်းကျဟိုရွေးချယ်စရာမရှိတော့ဘူးလေဟိုစစ်တိုက်တယ်ဆိုတာဗျာရေရှည်မှာငွေအားလက်နက်အင်အားเนาะနောက်တကမဟာမိတ်ဖွဲ့စည်းပြီးအရန်လိုပါတယ်ရေရှည်မှာเนาะဘီလီယံနဲ့ချီပြီးကုန်ရတဲ့ကိစ္စတွေပါ ဲ့တော့နောက်ကထောက်ပံ့တဲ့အဆက်အသွယ်ကြီးလမ်းကြောင်းတွေကမရှိတော့ဘူးအထီးကျန်သွားမယ်ဆိုရင်နောက်ဆုံးသူလည်းသူ့လူထုတက်တာမယ်လမ်းကြောင်းကိုပဲသူအကောင်းဆုံးယူရတော့မှာလေဒါကကျွန်တော်ထင်ပါတယ်သူစစ်လက်ခုဟိုထီထီဖြစ်နေတော့ပန်းနေပြီဟိုဟိုနောက်ဆုံးမြာ TNL ကြီးပဲမပြောနိုင်ဘူး TNL ပြင်ကို TNL တိုက်နေတဲ့ချိန်မှာခုနပြောတဲ့ဒီ UNG နဲ့ပတ်သက်တဲ့ဟာတွေရောကြာတဲ့နယ်မြေတွေကိုတိမ်းပြတာတွေလူငယ်ပေးတာတွေမလုပ်နိုင်တော့ဘူးလေ ော်ဒါတွေကဟိုအင်တာဗျူးမှာပြောမကောင်းလို့ပါကျွန်တော်အတွင်းရေးတွေသိနေတာပဲဟိုတောင်ကမ်းမှာလူတောင်းတဲ့လူတောင်းတဲ့ကိစ္စမပေးဘူးအဲ့ဒါစကိုင်းနဲ့မန္တလေးနဲ့ဘလူတွေအောက်မှာဖြစ်ကြအသိနေတာပါဒါတွေကမပြောပါဘူးထားပါတော့ခုနပြောလို့နောက်ဆုံးကြတော့လေဟိုအတတ်နိုင်ဆုံးကြိုးစားတယ်ဟိုရွေးချယ်လို့မရတော့အဒီလိုနဲ့ရွေးကြတာပါပဲဟိုကျွန်တော်ကကြပါဟိုထိုင်းနဲ့ဇကာသူတွေတောင်ကနောက်ဆုံးပြည်ရင်းကိုပြန်ခဲ့ရသေးတာပဲနော်ဒူနာတွေထောက်ပံ့ကြီးဖြတ်မယ်လို့ချိန်ကြောက်လိုက်တဲ့အချိန်မှာပြည်ရင်းကိုပြန်ကြရပါပဲ အဲ့တော့ TNL လည်းကြီဝယ်လို့မရတော့ဘူးတရုတ်ကဝါကိုလည်းဖိအားပေးတယ်ဒါကသူကတရုတ်ကသူ power house တခုအနေနဲ့သူဒေသတွေမှာသူသွားမဲ့လမ်းကြောင်းမှာငြိမ်းချမ်းနေတယ်ဒါကလည်းသူ့ရဲ့အချိုးစည်းဝါတွေလုံးပါပဲဒါကအားလုံးကတရုတ်မှာမဟုတ်ဘူးအဖွဲ့အစည်းနိုင်ငံတကာမှာရှိတဲ့အကုန်လုံးကအကုန်ချိုးစည်းဝါတွေလုံးကြတာလေနော်ဒါကိုကျွန်တော်တို့ကဟိုသိဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ထင်ပါတယ် TNL လည်းတကြောင်ဒီလမ်းကြောင်းကိုပဲယူလိုက်ရတာပါဟိုခုနပြောတဲ့1027ပေါ့ ဒီပထမ line ဆိုတာကရောတကယ် federal ပြည်အောင်စုတည်ဆောက်ဖို့အတွက်လုပ်ခဲ့တဲ့ဟာလားຫນွေဦးဒေါ်လာရင်းနဲ့ရောတကယ်ဆိုင်လားဆိုတဲ့ဟာဒါကရှင်းရှင်းလင်းလင်းမေးခွန်းထုတ်ဖို့လိုတာပေါ့နော်ဒီຫນွေဦးဒေါ်လာရင်းနဲ့မဆိုင်လို့တိုင်းရင်းသားတွေကကိုအာဂျင်နာနဲ့ကိုသွားကြတယ်ဆိုတာလည်းဟိုအပြစ်ပြောလို့မရဘူးဘာဖြစ်လဲလို့ဆိုတော့ဒီຫນွေဦးဒေါ်လာရင်းရဲ့ framework ကမှားတယ်မှားတာပါတယ်ဆိုတော့ဝါရဲ့လက်နက်ကင်ဒေါ်လာရင်းအင်အားစုတွေမှာသွားပြီးတော့ကိုကအစိုးရဆိုပြီးသွားပွဲရတယ် အပေါ်စီးရသွားနေကြတော့အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကဘယ်နေရာစပါလာဟိုဒီအစိုးရအောက်ကဝင်ရမှာလာအဲ့တော့သူတို့ကလည်းဒီຫນွေဟူဒေါ်လာရေးလှုပ်ရှားမှုကိုဟိုတန်တရားနဲ့ချင်းကတ်တာပေါ့နော်အရှင်ပေါင်းထားကြတာပေါ့အော်ဒါကြောင့်မလို့လည်းကျွန်တော်ထင်ပါတယ်ဟလာဘုံချုပ်ကံမော်တို့ KIA တို့ဘာလို့ဆိုတာဟိုတကယ်တကယ်တပ်ပေါင်းစုအစ်င့်တော်မရဘူးလူထဲတဲ့အခါမှာသမရနေရာတို့ဘာလို့မှာသူတို့နဲ့နှိစတဲ့သူထဲတယ်ဆိုတာဟိုအကုန်လုံးကအရှင်လေဟိုဘသူကစစ်ကိုအားတောင်လုပ်နိုင်မလဲ ဥပမာ UNG ကအားတောင်လုပ်နေတယ်ဆိုသူတို့ UNG နဲ့ပေါင်းမှာပေါ့နော် UNG ကအားတောင်လုပ်နိုင်မဲ့နဲ့ဟိုစစ်တပ်ကပဲအရင်လိုပဲပြန်နိုင်သွားမှာဆိုရင်သူတို့စစ်တပ်နဲ့ပဲပြန်တည်ရမှာလीအဲ့တော့သူတို့ကလည်းဟိုဒီဘက်က framework ကသူတို့ကြိုက်တဲ့ framework မဟုတ်တဲ့ခါမှာသူတို့ရဲ့စဉ်းစားမှုကလည်းအချင်းစဉ်းစားကြတာပေါ့နော်အဲ့တော့ပထမတစ်ချက်ကပထမ line ကပေါ့နော်မျိုးဒေါ်လာရင်းနဲ့ရောတကယ် inline ဖြစ်ရလားဆိုတဲ့ဟိုတစ်ချက်ပေါ့ကျွန်တော်ပြောတယ်ဟိုပရမ line ရဲ့ UI ချက်ကကြားဖြန့်ကိစ္စရဲ့ ဒီစစ်အာဏာသိမ်းအစိုးရဟလာမတည်နေအောင်လုပ်နေတာကိုလက်ဆင့်ပေးလို့ဒါတရုတ်ရဲ့စံညောင်းလေးနော်အဲ့တော့တရုတ်က အခုမှပါတာမဟုတ်ဘူးပရမလိုင်းစာတွေကပါတာဒါကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိဖို့လိုတယ် ကဲကြားတဲ့အတိုင်းပေါ့နော်ဒါတော့တရုတ်ကြီးက1027အစကတည်းကသူ့ရဲ့စံညွှန်းတိုင်းလုပ်တယ်ဆိုတော့အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုရင်ဖမ်းမိတဲ့စစ်သားပေါင်းထောင်နဲ့ချီပေါ့နော်ထောင်ပေါင်းများစွာတောင်မှပြန်လည်လွတ်မြောက်လွတ်ပြန်လွတ်ပေးပြီးတော့ပေါ့နော်အခုဆိုရင်တခြားနိုင်တခြားနယ်တွေကိုဒုက္ခပေးတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်ဒီလိုမျိုးဟာကြီးလည်းဖြစ်ခဲ့တယ်ပဲအဲ့ဒီအဲ့ဒီပြင်အခုဆိုရင် UNG နဲ့ပတ်သက်ပြီးတော့အခုက UNG ကတကယ်ဥဆောင်မဲ့အချိန်ဖြစ်လာပြီပေါ့နော်ဘာလို့ဆိုတော့တိုင်းသား၃ဖွဲ့ရှိတဲ့ထဲမှာနောက်ဖွဲ့နောက်ဆုံးသွားပြီ A ပဲကျန်တယ် A ကလည်းသူ့သူ့ပြည်နယ်နဲ့သူတော်တော်လေးကိုတိုက်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်ဒီဘက်ကိုရောက်မလာနိုင်သေးဘူးအဲ့တော့ IG ကအခုချိန်မှာစပြီးမှပေါ့နော်သူဥဆောင်မှာတိုက်ပြီးမှအနိုင်ဝေးပြဖို့လိုလာပြီပေါ့နော်ဒါပေမဲ့ဒီချိန်မှာ IG နဲ့ပတ်သက်ပြီးတော့ဂျာထဲမှာလည်းပြဿနာတွေအများကြီးတွေ့နေရပဲနော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တရင်ကောင်းလေးတစ်ခုနဲ့ကျွန်တော်တို့အဲဒီနောက်ဆုံးပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့၄ကီကောင်မှာအချက်မဲ့၁၀ကောင်စီတက်ဖွဲ့တွေကိုဗိုတာဘောရုပ်အဖွဲ့ကနှိမ်နှင်းလိုက်နိုင်တယ်ဆိုတဲ့သတင်းလေးပေါ့နားထောင်ကြည့်အောင်နော်ဗီဒီယိုဖိုင်လေးကြည့်ပြီးကြပြီလားချက်တက်နဲ့စစ်ကြောင်းကတင်ထားတဲ့ဗီဒီယိုဖိုင်ဓမ္မခဲရန်တွေလက်နက်တွေ နော် RPG ကြီးတွေချင်းကြားတွေတောင်လိုပုံးနေတယ်ဗိုတာဘောကိုတိုင်းအမှရိုက်ထားတာပေါ့နော်ကြည့်ပွဲပြီလားဒါကတော့တမ22ကကောင်နေရဲ့အလူပေါ့နော်၄ကီကောမှာအဲ့တော့၄ကီကောတိုက်ပွဲမှာ၄ကီကောကနာမည်ကြီးပဲပထမနဲ့၄ကီကောအခုလည်း၄ကီကောသူတို့ပြန်တိုက်နေအဲ့ဒီညမှာစစ်တပ်ထောက်ခံတဲ့ကောင်တွေကအာတမတော်ကဘလို့ထိုးစစ်စင်နာလို့ဘလို့ဖြစ်တာလို့တကယ်မြေပြင်မှာဖြစ်နေတာကအဲ့ဒီတမတော်ကောင်တွေကဘလို့လုပ်တော့အောင်မလဲကပ္ပစဒီဝင်းရ sorry ဒီပတ်စာဒီဒုစစ်တွေကိုအရှိရနေပေးတက်ခိုင်းတယ်ပေးတက်ခိုင်းပြီးတော့ PDF တွေကိုကြည်ပြုံးခိုင်းတယ်ဘလောက်ရောက်မှလဲစဉ်းစားကြည့်ပီပတ်စာတွေကိုတိုက်ပွဲမှာရှေ့ရပေးတက်ပြီးတော့ပေးတက်တဲ့အတွက် PDF တွေကပြစ်ကောပြစ်တော့ PDF တွေကြည်ကုန်အောင်အဲ့ဒီ PDF တွေကြည်အပြုံးကိုဒီကောင်တွေကဝင်းဆော့တာအနောက်မှာအဲ့တန်တွေတွေအနောက်ကလိုက်အဲ့တော့လုတ်နေတာဒီလူသားတိုင်းလုတ်ပြီးတော့ဘလောက်ရောက်မှနေလဲဆိုတော့အောက်ရှင်မှာတဲ့ဒါကြောင့်မလို့ အဲ့ဒီပတ်စတွေကဒီတိုင်းပိတ်တက်ခိုင်းတာမဟုတ်ဘူးနော်မြင်းစင်းတဝရှူခိုင်းတာမိနဲ့ကောင်တွေအကောင်လုံးကြောင်ကြောင်ဖြစ်နေအကောင်လုံးဘာမှလူစိတ်မသိတော့တရင်နိုင်တိုင်းကိုကျွန်တော်ဆင်းသွားတဲ့အချိန်ကျွန်တော်ဆင်းသွားတဲ့တရက်ဒီ၄၅ရက်အတွင်းမှာလေအဲ့တစ်ခေါက်အတွင်းမှာလေအလင်းဝင်လာတာ၄၅၆ရောက်ရှိတယ်၆ရောက်လားမသိဘူး၂ရောက်တွဲ၂ရောက်တွဲနော်အဲ့ဒီအဲ့ဒီမှာတရက်ဆိုရင်ဒီဘာမှစစ်လို့မေးလို့မရဘူးကြောင်ကြောင်ဖြစ်နေတယ်မြင်းနေရှူပြီးတော့ လင်းငါးဆယ်ရောက်ထုတ်လိုက်မှ तू ကဘယ်လိုလဲအဲ့မြင်းရှိန်ယော့ပြီးတော့မှအတီတရားပြောင်းဝင်တယ်အဲ့တော့ခွေရက်ကလည်းလိုင်းပေါ်မှာတွေ့မှာပါစစ်သားတရားတင်ထားတာငါတို့တိုက်ပွဲလင်းငါးရဲ့ဇက်တိုက်ဖြစ်လာရင်ငါတို့စစ်သားတွေကအရေးတောက်တာတို့မြင်းစင်းရှူတာတို့ဒါမထူးဆန်းတော့ဘူးဆိုပြီးတော့အဲ့ကောင်လေးရုပ်ကလည်းပိန်ချုံပြီးတော့မြင်းရုပ်ပေါက်နေလေမြင်းရှူတာအဲ့အဲ့လိုမျိုးမွေးဈေးတွေကိုအဲ့လိုပေးပြီးတော့အပေခံခိုင်းတာအဲ့တော့အခု စစ်မှုထမ်းအပတ်စဉ်20ကျော်ပြီနော်20ကျော်ပြီအပတ်စဉ်တက်ကနှစ်နှစ်ပြည့်ဘယ်နည်းပြန်လဲအဲ့ဒီစစ်မှုထမ်းတွေကိုစခေါ်မဲ့အချိန်တုန်းကဘလို့ပြောပြီးခေါ်တာဒါပေမဲ့ဒီပတ်စနေဆိုတာအားလုံးတိတိုင်ပြည်သူတွေလေစစ်ထက်ဝင်ရင်တော့လူလည်းမဟုတ်တာဒါပေမဲ့မြင်းစင်းတွေတွေးအရက်တွေတိုက်မျိုးစုံလူစစ်ပြောင်းအောင်လုပ်ပြီးတိုက်ပွဲဖြစ်တဲ့အချိန်မှာရှေ့ရနေတက်ပြီးတော့ PDF တွေကိုကြီးအဖြုံးခိုင်းတာလူဒါနဲ့ကာပြီးတော့ကြီးဖြုံးခိုင်းတာဘာလို့ဒီမိုက်တိုင်းအောင်မစဉ်းစားကြီးမဟုတ်ဘူးဆိုတိုက်လို့ပြောအခုဒီလား အခုကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဆိုမင်းတို့စစ်တပ်ထဲကထွက်လာတဲ့ကောင်ကတိုက်ရိုက်ခေါ်ပြီးမေးပေးမယ်သူကိုယ်တိုင်ပြောထားတာနော်အဲ့ဒါတယောက်တည်းမဟုတ်ပြောတဲ့စကားနော်ခွေးကမင်းတို့စစ်တပ်ထဲကစစ်သားတဲ့ကောင်ကိုယ်တိုင်မြင်းကြောင်ကြောင်ပြီးတော့မြင်းနဲ့တားချပြီးတော့လွတ်ပြီးတော့ live ပေါ်မှာဗီဒီယိုတင်တာအခုအဲ့ကောင်လေးပြတ်သွားပြီးတတ်လိုက်တာမသိနော်ကြည့်မတွေ့တော့အဲ့ကောင် line တက်လာတယ်မတွေ့တော့ဘယ်ရောက်လိုက်ရမလဲချင်းလိုက်ချင်းပဲစစ်တပ်ကနော်အဲ့ဒါစစ်သားပဲဒါပေမဲ့ဒီကောင်ကကြောင်ပြီးတော့မြင်းနဲ့ချမှမများတော့ကြောင်ပြီးတော့ဗာအာစစ်တပ်ထဲမှာမြင်းချလာမထူးဆန်းတော့ဆိုမွေးစေဝါကိုပေးရဝင်တုံးဆွဲဝင်ပေးထားဆိုတဲ့ကအဲ့ဒီစစ်သားကြီးသွားပြီပေါ့ ။ကန်သားတာလက်နဲ့တည်းဗျာ။အဲ့တော့ရွာတေကောင်ဝင်မယ်မင်းတို့တိုက်တာလုပ်လို့ပြောလိုက်ပြီဆိုလေကလူကောင်းတော်မှတာမန်လူကောင်းတော်မှအခုကျွန်တော်တို့နော်ကိုလိုသူ့လိုတာမန်လူကောင်းတယောက်နေ့စဉ်ရက်စက်မြင်းချတယ်။မကြောင်ရိုက်တိုက်တယ်လို့ပြော။အဲ့တော့အမှန်တရားချစ်တဲ့လူမှန်ကန်ပါနဲ့ဆိုတဲ့လူတယောက်ကိုတော်မှအဲ့ဒီနင်းစေးတွေအရက်တွေဖိတိုက်ဖိပြီးရှူခိုင်းကြည့်။လူစိတ်ပြောက်ပြီးတော့မဟုတ်တာလို့ဝင်လဲတော့အဲ့တော့ဒီစစ်တပ်ထဲမှာရွာတရွာဝင်နေတွေ့တဲ့ပစ္စည်းဖြစ်စီအိမ်တွေရိုက်ချိုးဖြစ်စီမီးချို့နော်မိမတွေမရင်ကြည့်မျိုးစုံမကောင်းတဲ့အလုပ်တွေမျိုးစုံလုပ်နေဆိုတာကဒီမွေးရေးစေဝါးတွေတွေးထားမှတော့ဒီစစ်သားတွေလူစိတ်ပြောက်ကုန်ပြီပေါ့ ဲ့ဒီစိတ်နဲ့ဘာလုပ်လဲတိုင်းပြည်ကိုဖျက်ဆီးတာဘလောက်မှရဲနေစဉ်းစားကြည့်နော်အခုဒီမှာဗုဒ္ဓဘောတင်ထားတဲ့တတိယရုပ်တန်ဖိုင်ရောဘာပျက်ထားတာနော်အဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးမှာအခုစစ်တပ်ကလုပ်နေတဲ့ပုံကလေရှမ်းပြည်ဘက်ကိုတရုတ်ပြည်အားနဲ့စစ်ကိုငြိမ်းအောင်လုပ်နေတယ်ငြိမ်းပြီးရခိုင်ရဲ့သခိုင်းမကွေးကျော်ရဲ့တနင်္သာရီကျော်ရဲ့စဖို့စစ်စင်မှာဒါချင်းနေဒီကောင်နေလုပ်နေကြဆောက်ကြည့်အဲ့ဒါတို့ထိုးစစ်စင်မဲ့အတွက်ဘာလို့လူသားအရင်းမျိုးကိုကင်နာဆိုတော့ဒီပါစပြည်သူစစ်တွေကို အရှိကနေအသေးခံပြီးတော့ပိတ်တက်ခိုင်းတာရှင်နဲ့ဒီ time မှာမိတဲ့ကလေးပြန်ဖို့အကုန်တင်တန်းဖို့နော်အကုန်လုပ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့အဖြစ်ဖြစ်နေကောင်းတဲ့လူတွေတောင်မှရက်စီနေ့စဉ်ရက်ဆက်ဒီမင်းတွေချအရက်တွေတောက်တော့အကြောင်းတော့ကြောင်းတော့ရှင်ထန်းကိုသူရောက်သွားတဲ့အချိန်မှာဘုရင်ကပြောလို့ဘောရဆိုတာညှော်လိုက်ချက်မဲ့လူဟာလူဟာစိတ်သက်ဆောင်တယ်နော်စိတ်သက်ကကြာသွားပြီငါသွားပြီငါတေလူဖြစ်သွားပြီသွားပြီကွာဒီစစ်သက်တဲ့ကိုစစ်ပွေးဘောကငါရောက်နေပြီနော်ဘောဆိုပတ်စာတွေအကုန်လုံးကတကယ်အမှန်တရားကိုအကုန်သိကြတယ်လေဒီစစ်သက်ရဲ့ရုပ်မှမှုကိုအကုန်သိကြကြတယ်ဘယ်တော့ကတော့ဝါလာပြန်ပတ်စာတွေဖြတ်လို့မရဘူးဆိုတော့ အဲ့ဒီချိန်မှာစိတ်သက်တည်းကြာအမထူးတော့ပါဘူးကွာငါလည်းစစ်ပွဲပဲလုပ်လိုက်တော့ငါဟာမျိုးနဲ့မထူးဆက်ခင်းပြီးတော့ mike mike တွင်းနှက်လာတာဘာဖြစ်ကုန်လဲတပြည့်ပြည့်စစ်ကိုးလေးဖြစ်ကုန်อืมအခုဖြစ်နေတယ်အဲ့ဒါအခုဖမ်းပြီးနေအလင်းဝင်တဲ့ကောင်မှမီဒီယိုဒီနေ့လဲကျွန်တော်ဆက်သွဲလာတယ်နော်တယောက်ကလက်နဲ့အတူတက်လက်အရှိတက်လက်ပါတယ်နော်ဒါပေမဲ့ဒါသူတို့တိကျမှုရှိအောင်သူ့နဲ့မျိုးကျွန်တော်စုံစမ်းနေနော်တယောက်ကကြတော့နှစ်ယောက်နော်အဲ့ဒါကိုလဲကျွန်တော်အနည်းဆက်ဆုံးတန်ရေးတက်ဖို့လဲကျွန်တော်ချိန်ဆက်တယ် လုံးဝခွင့်မပြုဘူးဘသူဆက်ခင်းနေတာလို့နော်အားကြီးတဲ့အဲမှာလေဒါပေမဲ့လုံးဝကိုပြစ်လို့မရအောင်သူတို့အိပတ်စနဲ့တန်တေနဲ့ရောပြီးတော့ခွင့်ကပြောလို့ဘာမှမသိမျက်နှာလှုပ်လက်ကောင်းနေနဲ့ဆိုတော့တက်ထဲမှာတရားနဲ့တရားမယုံရဲအဲ့လိုလေကိုဖြစ်ကုန်ကြတယ်နော်အဲ့တော့တိုက်ပွဲတစ်ခုမှာဘလောက်တေလဲဆိုတာဗရင်ကထုတ်ပြန်မှုလေအဲ့ကဲမင်းတို့စစ်တပ်ကိုအားပေးနေကောင်းနေငါမေးကြည့်မယ်နော်လက်ရှိ2021ဒေါ်လာရေးမှာဘယ်လတ်တိုက်ပွဲမှာအဲ့ငါတို့တပ်မတော်တာဘလောက်ချရှုံးပါလေအဲ့တက် ဲဒါတော့ကိုစီသုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါရဲ့နော်အဲ့တော့ဒီဒီကောကောဒီကရင်ပြည်နယ်မှာတော့ဗိုတာပို့ဖွဲ့ကတော့တော်တော်လေးကိုလက်ဆန်းပြနေတာပေါ့နော်အခုဆိုလဲချမ်ပီယံစ်ကောင်စီဖွဲ့တွေအပြုံလိုက်ပေါ့နော်မျိုးစာဖြစ်ပြီးတော့ပစ္စည်းတွေဒီလက်နက်ခဲတွေမှာတင်စရာမြင့်တဲ့တရင်ကောင်းမဖြစ်ပါနော်ဟုတ်ကဲ့ဒီမနက်ပိုင်းဆိုတဲ့တရင်ပြီးတော့ဒီလောက်ပါပဲနော်အစားဆုံးကြည့်ပေးကြမြို့ပပြည်သူရောက်စတဲ့သူရဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲဒီနေ့မှာလုံးတမဆောင်ရအရာအားလုံးမှာအောင်မြင်ကြပါစေတော်လေးမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ